အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်တို့ဆက်လက်ပြီးလေ့လာမယ့်သင်ခန်းစာရဲ့ခေါင်းစဉ်က rose ဖြစ်ပါတယ် rose ဆိုတာကစိတ်ခံစားမှုကိုပြောတာဖြစ်ပါတယ်စိတ်ခံစားမှုဒီနေရာမှာမနေ့ကကျွန်တော်မေးထားတဲ့မိကုံးပါဆိုလို့ရှိရင်စပိုင်ဆိုတဲ့မိကုံးပေါ့နော်စပိုင်ဆိုတာကဂျားထဲမှာဗာလေးရှိလဲပေါ့နော်အဲ့ဒါကိုမေးထားတယ်သူ့ရဲ့ဒီဂျားထဲမှာ sauce ဆိုတာ ਨੇ ဘောပိုင်ပိုင်းဂျားထဲမှာ လိုမိထားတယ်အမှန်တကယ်ကတော့ကြားတဲ့တော့မဟုတ်ဘူးပေါ့နော်သူကတလုံးစီတက်တက်ဖြစ်ပါတယ်စောအားစားကတက်တက်ဘောအားရောဘိုင်းကတက်တက်ပေါ့နော်ဒါပေမဲ့လို့သူကကြားတယ်လို့ဖြစ်နေတယ်စပိုင်ပေါ့နော်တကယ်တကယ်ဒီဆက်လုံးနှလုံးကိုပူးမယ်ဆိုလို့ရှိရင်စပိုင်ဆိုပြီးသွားမယ်ဒါပေမဲ့တကယ်တကယ်ကစပိုင်မဟုတ်ဘဲနဲ့စပိုင်ပဲဖြစ်တယ်စောအားစားကတက်တက်ဘောအားရောဘိုင်းကတက်တက်စပိုင်နေကောင်းတယ်စပိုင်ကြိုင်နော်စိတ်ချမ်းသာတယ်ပေါ့နော် ဟုတ်ပြီဒီကနေ့မှာတော့ rose ကိုတူတူလေ့လာမှာဖြစ်ပါတယ် rose စိတ်ခံစားမှုဒီနေရာမှာရေးထားတယ်တခုခုပုံမှန်မဟုတ်တလို့ကျွန်တော်ခံစားရတယ်အဲဒီဝါကြစာကြောင်းလေးကဘယ်လိုမျိုးအတိတ်ပဲတက်ရောက်မလဲဆိုလို့ရှိရင်ကျွန်တော်တို့စိတ်ထဲမှာတခုခုကပုံမှန်မဟုတ်ဘူးမူမှန်မဟုတ်ဘူးပေါ့နော်ပုံမှန်ကျွန်တော်တို့မြင်နေတဲ့အရာထက်မဟုတ်ဘဲနဲ့တခြားအရာကိုပြောင်းလဲနေတယ်လို့ကျွန်တော်တို့စိတ်ထဲမှာခံစားရတဲ့အခါ ตုံးတဲ့စကားလုံးအသုံးနกုန်เนาะอးပေว့နော်အဲ့ဒါကိုဒီမผมรู้สึกว่ามีบางอย่างผิดปกติ ผมจะนอรู้สึกว่าคันซ้ายาเดมีบางอย่างตะคู่คู่เนาะ มีบางอย่างตะคู่คู่ชื่นี่เด ผิดปกติ ผิดมาเดปกติสุดาก็ปุ่มมาผิดปกติสรอ မူမှန်မဟုတ်ဘူးပုံမှန်မဟုတ်ဘူးပေါ့နော်ผมรู้สึกว่ามีบางอย่างผิดปกติจนปုံမှန်တစ်ခုခုမဟုတ်တလို့ခံစားရတယ်အဲဒီမှာတစ်ခုခုပုံမှန်မဟုတ်တလို့ကျွန်တော်ခံစားရတယ်အဲဒါကျွန်တော်တို့ပြောလို့ရတယ်အဆင်ပြေတယ်လို့စကားအနေနဲ့ပြောရင်ပေါ့နော်ဟုတ်ပြီနောက်တစ်ခုကအရာအလုံးပိုကောင်းလာလိမ့်မယ်လို့ကျွန်တော်ခံစားမိတယ် အဲဒါကတော့ဘယ်လိုမျိုးအသေးပဲလဲဆိုလို့ရှိရင်ဒါကျွန်တော်တို့ဘဝတွေမှာအခက်ခဲတွေကြုံလာပြီးတော့ဒီပြန်ပြီးတော့ကောင်းလာမယ်ပေါ့နော်အခက်ခဲတွေကြုံလာမှုန်တိုင်းပြီးရင်လေပြေလာမယ်အဲအဲ့လိုမျိုးလေးပေါ့နော်သဘောသဘောတရားကအရာအားလုံးပိုကောင်းလာမယ်လို့ကျွန်တော်ခံစားမိတယ်ငါခံစားမိတယ်အဲ့ဒါကိုပြောမယ်ချန်ရိုးစကွာทุกอย่างกําลังจะดีขึ้นฉันงาก็รู้สึกว่าคันซ้าอย่างเดีย ทุกอย่างสุดาก็อาลงบ่เนาะอย่าอาลงกําลังจะดีขึ้น ปูก้าวล่ะเลยมั้ยปูก้าวล่ะมั้ยตะคู่ก้าวล่ะด้อมั้ยบ่เนาะฉันรู้สึกว่าทุกอย่างกําลังจะดีขึ้นงาคันซ้ามิเดอย่าอาลงก็ปูก้าวล่ะเลยมั้ยลูกเนาะทีเนี้ยมาอย่าอาลงปูก้าวล่ะเลยมั้ยลูกจนคันซ้ามิเดส่วนปูพี่รอว่าจ๋าก็ปูพี่รอปีปีผิดเด้บ่เนาะ ဟုတ်ပြီဒီနေရာမှာကျွန်တော်တို့သိပြီ rose ဝါခန်းစားရတယ်မိဘညာတစ်ခုခုမိဘညာတစ်ခုခုရှိနေတယ်เนาะ fit မားတယ်ပုံကတိပုံမှန်သူយ៉ាងအားလုံးအရာအားလုံးကံလန်းချက်ဒီခင်ပိုကောင်းလာတော့မယ်ဒီစကားတွေကျွန်တော်တို့သိပြီတင်ငန်းသားရဲ့နောက်ဆုံးမှာဆိုရင်ထုံးစံတိုင်းပဲမေကုန်မေးမယ်ဗောနော်အဲ့ဒါကဘာလဲဆိုရင်ဒီ fit ဖြစ်ပါတယ် ဖြစ်ဆိုတာမှားတယ်အဲ့တော့စကလုံးအတန်ကတူတယောင်ယောင်ရှိတဲ့စကလုံးအတုံတော့တကယ်တကယ်မတူဘောနော်အဲ့ဒါကျွန်တော်တို့တွေတနာတွေအတက်အတန်တွေကိုတီးတဲ့အခါကျွန်တော်တို့အတန်ကိုကိုကိုပြပြတီးနိုင်နေပေါ့နော်အဲ့ဒါကိုကျွန်တော်မေးခွန်းဆိုတော့လေမေးခွန်းနဲ့တူအောင်မေးရမယ်ပေါ့နော်အေးပြမယ်ဒါလေးကစရ A ဖြစ်ပါတယ် ဒါလေးကဖော်ဖွင့်ဖြစ်ပါတယ်ပြားလို့အဓိပ္ပာယ်ရတယ်เนาะဒါလေးက dodic dodic ဆိုတာကဒီဒီထဲမှာဆိုရင်နောက်ကအသက်တန်ပေါ့เนาะ make good မှာပါပါတယ် make good ကောအိုဒေါ good ကာကြီးနှလုံးပေါင်းမယ်ဆိုရင်ကောအိုကောကုတ်လို့ထွက်မယ်ကောအိုဒေါ good ကုတ်ကုတ်ကုတ် အတန်ကမတူဘောနော်ဟုတ်ပြီဒီရာကိုစာလုံးပေါင်းမယ်ဆိုကျွန်တော်စရအေကလေးကအတွင်ပြောင်းတင်ဂေတာအဖြစ်ပြောင်းမယ်အဲအဲ့လိုမျိုးရေးထားမယ်ဆိုရင်ဘယ်လိုမျိုးအသေးပဲရှိပါသလဲဘောနော်သူ့ရဲ့အတန်ကတော့ကျွန်တော်နောက်ထပ်အဖြေမှာပဲပြောမယ်ဘောနော် အော်ဘီအားလုံးပဲဖြည့်ဆူနိုင်မယ်လို့ပြောလေးပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခေါပခွန်ခါ